နော်ကလေးလေးမရခင်ကတော့တချင်းနဲ့ကြွတာပေါ့အခုကဂီတာတော့ကြိုင်ဖို့အချိန်ကတိတ်မရတော့ဒီတိုင်းမနားလည်မှုတွေနဲ့ကြွတာပေါ့ယူဝိုက်အချိန်မှာကြတော့ဟိုဂီတာနဲ့တီးပြီးတော့အရင်လိုရိုမတ်ဆက်ဆန်ဒီပိုင်းလုံးလို့မရတော့ဘူးအဲ့ဒါတော့ယူကာစားလေးတွေတမိစားအချိန်လေးလောက်ပဲဂီတာလေးနဲ့တောင်းတင်လေးလေးနဲ့ပေါ့နော်ကိုယ်ကပခုံးလေးမိပြီးတော့အမလေးနှစ်ယောက်သားနှစ်ယောက်သားကပါပေါ့အခုကြာနှစ်ယောက်သားကပါမဟုတ်လေးယောက်ကပါဖြစ်သွားပြီဖြစ်တဲ့အတွက်သူ့စိတ်ဆုံးမှုစကားပြောချင်နေတော့မှကလေးနဲ့ပတ်သက်လို့ဟိုတခုခုဆိုရင်သူ့ဖေကို မအောင်လုတ်ပေးလိုက်အောင်လေလုတ်ပေးလိုက်အောင်ဆိုတော့ကအဲ့လိုသူ့တမီလုတ်ပေးရလေးရှိတယ်ပေါ့အဲ့ခါကျတော့မခေါ်ကြင်လဲခေါ်ရတယ်လေစိတ်ကောက်ဖို့စိတ်ဆိုးဖို့တောင်ရှိမှရှိဘူးဒီကလေးတွေနဲ့အဲ့လိုဖြစ်သွားရင်ဝမ်းနဲ့ရပါလားအေးဝမ်းနဲ့ရပါလို့လဲအာဒီနေ့ကဗီဒီယိုမီတာစုလေးအမှတ်တရဖြစ်သွားအောင်ဆိုပြီးတော့မှအာတချင်းလေးတပုတ်ရက်ဖြစ်တာပေါ့နော်တချင်းကလည်းအမျိုးသားကိုယ်တိုင်မဲရေးပေးထားတာ ်အာသူရဲ့ခံစားချက်ရှင်းနေဖြစ်ပြီးပေါ့နော်အာစိတ်မိမစိတ်ကောက်တာကိုချော့တာပေါ့အမိသားစုလည်းမှတ်တရဖြစ်အောင်ပေါ့နော်အာတမီးလေးနာမည်လေးနဲ့လောက်ထားတဲ့လုပ်ငန်းလေးပေါ့နော်ရန်နာလုပ်ငန်းလေးရဲ့အာဟာလေးလည်းပါသွားအောင်တမီးငယ်လေးရောတမီးကြီးလေးရောမိသားစုလေးအာဒီလိုအချိန်ဒီလိုကာလမှာဒီလိုအသက်ကလေးတွေနဲ့ပေါ့နော်ဒီလိုအရွယ်လေးတွေနဲ့မှတ်တရဖြစ်အောင်တော့အာလောက်ထားတာပါပေါ့နော်အဲဒီထဲမှာဆိုလို့ရှိရင်လည်း အာဘီတို့အိမ်မှာပဲဘီရကြဆိုင်ရအိမ်မှာပဲဖွင့်တာဆိုတော့အိမ်မှာပဲအာဘီတို့ဒီရနာဆိုင်လေးရှိတာလေးမှာပဲဟိုအမျိုးသားအိမ်မှာဒီမန်နေဂျာပေါ့နော်အဲ့လိုသမားပုံစံမျိုးလေးနဲ့အဲ့အဲ့အောင်မှအထင်လွဲတဲ့ပုံစံမျိုးလေးပေါ့အဲ့ဒါ तू ကချော့တာပေါ့အဲ့လိုပုံစံမျိုးပေါ့ပေါ့ပါလေးနဲ့အော် तू ဟာပေါ့နော်မိသားစုနဲ့ပတ်သက်ရင်တော့ဒီလိုမျိုးအဖြစ်အပျက်တွေကအဲအိမ်တော်စုတိုင်းမိသားစုတိုင်းတုံ့တွေ့နေရဖြစ်ပျက်လေးပေါ့နော်အဲအဲ့ဒါကိုအိုင်ဒီယာတစ်ခုဟိုအမျိုးသမီးကပေးရမယ် အဲ့လိုလေးဖန်နေမယ်ဆိုပြီးလုပ်ဖြစ်တာပါဒီရက်ကွေးလေးတေချာလေးရိုက်မယ်ကိုစိန်လေးနှုတ်နဲ့ပဲအဲ့လိုလက်တွဲဖြစ်တာလည်းကြာပြီဆိုတော့လေဟိုအလုပ်လုပ်ခဲ့တာလည်းကြာပြီဆိုတော့ကိုရုံးနဲ့ပဲလုပ်ရင်းနဲ့အကိုကြီးကကြမ်းကြမ်းယူပြီးတော့ခုလိုလေးကိုစိန်လေးကြာလေးကျင်းကျင်းတောင်းရတာပေါ့နော်ကိုကြီးညီမလေးတို့ဒီလိုလေးလှုပ်ချင်တဲ့အမှတ်တရလေးဖြစ်အောင်ကိုရာချလေးညီမလေးမိသားစုလေးရအမှတ်တရဖြစ်ရမှာပေါ့လှုပ်တဲ့နဲ့လှုပ်ရမှာပေါ့ဆိုပြီးတော့ကိုမွန်နမရဲ့အဲ့လိုတိုင်ပြီးတော့မှဒီတစ်ချင်းလေးတစ်ပုတ်ဖြစ်သွားအောင်စူးစမ်းခဲ့ကြဟုတ် အာကိုရီးယားအကုန်စီစဉ်မေးရအခုလည်းအဲ့လိုမျိုးပေါ့အာပြီးတော့ဟိုဘယ်လိုဆိုလို့ရှင်လဲယောက်ျားတချင်းနေပေါ့နော်တချို့ဟာတွေ MTV မြဲရတရားတွေအများကြီးပဲဒါပေမဲ့ဒီဒီ line လေးပဲ YouTube မှာတင်တာလေးဆိုလို့ရှင်လဲအခုဆိုလို့ရှင်ဟိုတော်တော်ဝင်ငွေရလဲတော်တော်လေးကိုအများပြောနေကြပဲလေအမျိုးသားရဲ့ဝင်ငွေလေးရတယ်ပုံမှန်လေးဒီလို YouTube ကနေပြီးတော့မှရတယ်ပေါ့အဲ့ဒါလည်းကိုကြီးကိုစိန်လေးရဲ့ Destiny လို့တချင်းဖြန့်ကြီးရနေပြီးတော့ပဲမျိုးတို့ကိုဒါလှုပ်ဆောင်ပေးရဆိုတော့တော်တော်အဆင်ပြေတယ်သူရဲ့ဒီအင်ကန်းလေးတစ်ခုနဲ့တယ် တော်တော်လေးရောเนาะမစိုးဘူးပေါ့เนาะအထမြောက်တယ်အဲ့လိုမျိုးလေးပေါ့သူကပျော်စရာရှိနေအောင်မှလှမ်းပို့ပြီးဒီမှာလေးမာမာတာကန်ကပတ်စံလေးအများကြီးဝင်နေပြီးဒီမှာလေးပျော်လိုက်တော့အဲအကြတယောက်ရဲ့ဝင်ငွေအာများစွာရရှိခြင်းရမိမတရားပျော်ရှင်မှုလေးเนาะအဲ့တော့အဲ့လိုမျိုးဆိုတော့ဘီရဲ့ပျော်ရှင်မှုကယောက်ျားအင်ကန်နေပတ်စံလေးများလာပြီးဆိုတော့ဖြစ်တဲ့အချိန်ဆိုတော့လေအသိရမလားအဲ့တော့ကိုဆယ်လေးကလည်းပျော်သွားအောင်ကိုကြီးမလေးပျော်ရှင်အောင်ဆိုပြီးတော့ဒီမှာလေးဒီမှာကြည့်လိုက်ဝင်ရဘလောက်ဝင်နေပြီတွေ့ရမလားအဲရိုက်ကြမယ်နော်မောင်နှမရေစူးစမ်းကြမယ်အများအားဖြင့် तू ကခဲလုပ်ပြီးလုပ်ပြီးတော့မှအခုလိုမျိုးလာပြောတော့ အပျော့ရတာပေါ့အဓိကခုနပြောသလိုတေချာဒီတေးစိရင်းစရာကိုချပြရတဲ့အတွက်တစ်ကြတဲ့တုံးလူတို့ကအရန်ကြိုက်တယ်နောက်ပိုင်းလဲကိုင်းတယ်ပဲလှုပ်ဖြစ်တာပေါ့အဲ့လိုမျိုးဟုတ်ပါပြောဟောရနော်တမယောက်လာကြည့်နေဒီချင်းလေးကအမှတ်တရလေးလေးပြောအောင်ဒီမင်းတို့တိုင်မင်းတွေဘယ်လိုပြင်ရင်ကောင်းလဲဒီ ရှင်းနေလိုက်မဲ့ဟာလေးပေါ့အင်းမိမ6 days ဆိုပြီးတော့အဲ့လိုဖြစ်တာဟိုကပြဿနာဖြစ်ခဲ့ပါလားဟိုဒီချင်းအကြာဒီတိုင်းလေးပဲအဲ့လိုအကြောင်းအရာမတူတဲ့ဟာလေးမှန်းလည်းပြောချစ်ချင်းနေကြတော့မူကသိရှိတယ်ဘယ်လိုမိသားစုနဲ့ပတ်သက်တဲ့ခံစားချက်တွေပုံများတော့အဲ့လိုတမီးလေးကြောင်းရှိမယ်မိမကြောင်းရှိမယ်ဆိုတော့မိသားစုတစ်ခုလောက်ပါသွားအောင်ဒီချင်းနဲ့ဖန်နေလိုက်တာပေါ့ဆိုတော့မင်းကလေးတဲ့စိတ်ဆက်ဆက်ကောက်ရှိရပဲနမတ် ဟိုအကြီးကြီးကျယ်ကျယ်ဖြစ်တာနဲ့တည်တည်မမွားနဲ့ဒါပြဿနာပေါ်မှာလည်းမူတည်တယ်လေအဲအရင်တော့ဟိုကအကြီးကျယ်တော့မဖြစ်ဘူးပါဟုတ်အော်ရင်တော့ကလေးလေးမရခင်ကတော့တချင်းနဲ့ကြော်တာပေါ့အခုကဒီတာတော့ကင်ဖို့အချိန်အသိမရတော့ဒီတိုင်းမှနားလည်ဖို့နဲ့ကြော်တာပေါ့ယူသွားတဲ့အချိန်မှာကျတော့ဟိုဂီတာနဲ့တီးပြီးတော့အရင်လို room set ဆန်ဒီပါလုံးလို့မရတော့ဘူးအဲ့ဒါတော့ယူကာစားလေးတွေတမိစားအချိန်လေးတော့ပဲဂီတာလေးနဲ့တောင်းတင်လေးနဲ့ပေါ့နော်အခုကပခုံးလေးပြီးပြီးတော့အမလေးနှစ်ယောက်တာနှစ်ယောက်သားကပါပေါ့အခုကျတော့နှစ်ယောက်သားကပါမဟုတ်လေးယောက်ကပါဖြစ်သွားပြီဖြစ်တဲ့အတွက် လေးယောက်ဆိုတော့တူဂီတာတင်းရင်သမီးအိတ်နေရတယ်နိုးလာမယ်ထလာမယ်ပြီးရင်တီးကောင်းကောင်းတီးလို့မရဘူးအကြီးမားပေါင်ပေါင်ထိုင်မယ်ဖေးကိုကပ်မယ်ပဲလေဂီတာကမကန်ရပါဘူးရှင်အဲ့တော့စိတ်ဆိုးလဲအကြိုက်ဆိုးလို့မရဘူးဒီကလေးနဲ့ပတ်သက်အเจ้าညာလင်းများရောက်ဆိုပြန်ပြောနေရတာလေသူ့စိတ်ဆိုးမှုစကားပြောချင်တယ်တော့မှကလေးနဲ့ပတ်သက်လို့ဟိုတခုခုဆိုရင်သူ့ဖေးကိုမအောင်လုပ်ပေးလိုက်အောင်လေလုပ်ပေးလိုက်အောင်လို့ဆိုတော့ကွာအဲ့လိုသူ့သမီးလုပ်ပေးရလေးရှိတယ်ပေါ့အဲ့ခါကျတော့ မခေါ်ကြင်လဲခေါ်ရတယ်လေစိတ်ကောက်ဖို့စိတ်ဆိုးဖို့တော့အချိန်မရှိဘူးဒီကလေးတွေနဲ့အဲ့လိုဖြစ်သွားရင်မကြဘူးတိတ်အစိုးရရတယ်ဗျာတိတ်ဟိုစိတ်ကောက်တာဘာညာမကြဘူးဘယ်နှစ်မျောတယ်တောင်တောက်ကချိန်တိုင်းခွဲခွာပါမှလေနော်ဒီလိုအချိန်မီတန်ဖိုးရှိတဲ့အချိန်လေးမှာဟိုချစ်တဲ့အချိန်လေးကိုမမရော့စေချင်ဘူးအဲ့ဒါလည်းအရင်ဖြေဖို့ပါတယ်ဘလောက်ပဲနားလည်မှုရှိရှိတခါကျရင်သူ့စိတ်သူကိုယ်စိတ်ကိုယ်စားရှိတဲ့အခါကျတော့ရှိတယ်စိတ်ဆိုးရတယ်အဲ့လိုမျိုးရှိတတ်တယ်ဒါပေမဲ့ခါကျရင်ဟိုဘက်လှည့်ပြီးဒီဘက်ပြန်လှည့်ရတယ်ပြန်ပြောင်းစူးစားတယ်အကိုကိုကိုတော့ try ကြည့်ရပါဘောမွေးကလေးကမပါလာဘူးပေါ့နော် အကယ်ငါငါ့ကိုကြာငါဒါငါ့ကိုကြောက်ကြောက်ချက်တဲ့အချိန်မှာချက်နေရပဲကောင်းတယ်စိတ်ဆိုးအကြိုက်နှစ်မျောစရာအဲ့ဒီစိတ်ဆိုးလိုက်တဲ့အချိန်တွေကအရင်နှစ်မျောကိုကောင်းတယ်ဟာဆိုချက်လို့ယူထားကြရလေမုန်းလို့မှမဟုတ်တာစိတ်ကောက်မှမဟုတ်တာအဲ့တော့ချက်ချင်းမြန်တယ်ဘေဘီကအဲ့ဒါလည်းသူသိတယ်မြန်တယ်နော်မအဲ့လိုမျိုးတိတ်မကြောက်ချော့တာဆိုဟုတ်ဒါရီကချက်ပြန်လေးဟာမြန်တယ်လား